မိဘတွေဟာကိုဘဝလက်နှလုံးပခုံးလက်နှစ်တည်းအရွယ်တုန်းကအဆအဆကြည့်ရှုဆောင်ရှောက်ပြီးတော့ကျွေးမွေးပြိုးထောင်ခဲ့တာမှန်တယ်ကြီးလာတဲ့အချိန်ကြတော့မိဘတိုင်းဟာကိုအိုမင်းမဆွမ်းဖြစ်တဲ့အချိန်မှာသားသမီးရဲ့ဆောင်ရှောက်မှုကိုအမှန်တကယ်လိုအပ်တယ်ဆွေမျိုးအရင်ဆိုတာသားသမီးပဲရှိတာကိုဒါကြောင့်သားသမီးတွေပြန်ပြီးတော့ ြည့်ရှုဆောင်းလျှောက်ပါမှသူတို့ဘဝတွေဟာအနေချောင်ရတာသတ္တာကွင်ရကြတာသာသမိကောမှာအာမကိုရရင်ဂျန်တဲ့သစိမ်းဘလို့လို့အာကိုမလဲဒီတော့မိဘအိုမင်းမဆွမ်းဖြစ်လာတဲ့အချိန်မှာသာသမိဟာတာဝန်အရှိဆုံးလူပဲကိုကကိုမိဘကိုအိုမင်းမဆွမ်းဖြစ်လာလို့မကြည့်နိုင်လို့လို့ပြစ်ထားလိုက်တဲ့အခါ ကိုယ့်အလဲဆိုတာလည်းရောက်လာအောင်မှာကိုယ့်အလဲလေကိုယ့်ရဲ့သားသမီးတွေနဲ့ကိုရင်ဆိုင်ရအောင်မှာကိုကိုယ်တိုင်ကဒီလိုစိတ်ထားမျိုးရှိတယ်ဆိုကိုမွေးလာတဲ့သားသမီးရလည်းဒီလိုစိတ်ထားမျိုးရှိမယ်ဆိုရင်ဘလို့နေမလဲကိုယ့်အလဲကြရင်လေကိုသားသမီးကဒီလိုပဲမကြွေးနိုင်လို့ဆိုပြီးတော့စွန့်ပြစ်လိုက်ရင်ကိုဘလဲဘလို့မျိုးခံစားရမလဲဒါကိုနားလဲဖို့လိုအပ်တာနောက်တစ်ခုကတော့ သာသမီလှုပ်ရှားကို စားတော်မိပါဒါကရှုထောင်တစ်ခုကနေပြောတာမိဘကအရွယ်ရောက်လာတဲ့သာသမီတွေရဲ့လှုပ်ရှားကိုစားခြင်းလေတချို့မိဘတွေကြတော့မွေးလာကြတဲ့ကိုက သာသမီကိုပညာသင်ပေးဖို့ထက်အလုပ်လုပ်ခိုင်းပြီးတော့သူ့အဆင်ပြေဖို့ကိုစဉ်းစားလာတဲ့မိဘမျိုးအဲ့ဒီမိဘမျိုးက မလိမ်မာတဲ့မိဘမျိုးသာသမီတွေကို တည်တည်တည်ထိုက်သောရှိတင်ရှိတိုက်သောပညာအရေးချင်းဖြစ်အောင် မပြိုးထောင်ပေးပဲနဲ့စောစောစီးစီးအလုပ်ထဲမှာခိုင်းလိုက်တဲ့အခါအဲ့ဒီသားသမီးတွေဟာအမြင်မကျဲသောအသိပညာအတတ်ပညာတို့အားနည်းသောသားသမီးဖြစ်လာတဲ့အတွက်ရလက်အနေနဲ့ကိုယ့်ရဲ့မိသားစုထဲမှာလည်းပဲချွေရင်းချက်တွေဖြစ်လာတတ်တယ်။နောက်ကိုက သားသမီးလှုပ်ရှားကို စားဖို့လောက်ပဲစဉ်းစားလာတဲ့အခါ သားသမီးတွေကမိဘရဲ့ဝတ်ကြွေးကိုလာဆက်နေရတယ်လို့မျိုး ဖြစ်သွားကြတာတွေရှိတယ်။သားသမီးဘလို့ပင်ပန်းနေတာလဲဆိုတော့ကိုညာတာနိုင်စွမ်းမရှိကြဘူး။သားသမီးသူ့ရဲ့ချွေးနဲ့သွေးနဲ့ရှားထားတဲ့အရာတွေကို လောင်းကစားလှုပ်ပြီးတော့ဖြုံးပစ်တဲ့မိဘမျိုးမလိုတာတွေဝယ်သုံးပြီးတော့ဖြုံးပစ်တဲ့မိဘမျိုးဘလောက်သားသမီးကရှာကြွေးရှာကြွေးမလောင်းနိုင်အောင် ဖြုံတီး၍လောမာသောမိဘမျိုးဆိုတာလည်းပဲရှိနေတဲ့အခါအဲ့ဒီသာသမီလှုပ်ရှားကိုမစားသင့်ဘူးဒီလိုမိဘမျိုးဒီလိုမိဘမျိုးကို သာသမီကလည်းလှုပ်ကြွေးဖို့ရာအတွက်မတန်ဘူးမိဘကျေးဇူးဆရာမဟဲဆိုတာမှန်ပေမဲ့လို့စားဖို့ဝတ်ဖို့ဆိုတဲ့အရာထက်ပိုပြီးတော့မိဘလောင်းကစားကစားဖို့မိဘဖြုံတီးဖို့ဆိုတဲ့အရာမျိုး မပါဘူးဆိုတာကတော့လက်တွေနေရောယုတ်တည်နေရောဘာသာယေရှုတောင်းတာကောဘယ်ဘက်ကကြည့်ကြည့်မသိတော့ဘူးမိဘတရားအားထုတ်မှမလို့ဒီဘာသီလအနှစ်တမာရီအနှစ်ပညာအနှစ်ပြည့်စုံဖို့အတွက်ဆိုတဲ့အရာမျိုးတွေကပံပိုးကောင်းပေမဲ့မိဘလောင်ကစားကစားဖို့မိဘဖြုံးတီးဖို့မိဘလော်မာဖို့မိဘကြွားဝါဖို့ဆိုတဲ့အရာအတွက်တော့ တာဝန်မရှိတာအမှန်ပါပဲ။ဒါကြောင့်သာသမီတွေကိုလည်းပဲညာတာတက်တယ်မိပါမျိုးရှိတင်တယ်။သာသမီတွေဘက်ကလည်းမိပါတာဝန်ကျေတဲ့သူဆိုရင်တစ်ချိန်ကြရင်ပြန်ပြီးတော့လှုပ်ကျွေးတင်တယ်။နှစ်ဖက်မျှတော့အတွေ့အခေါ်ကိုပြီးကျင်တာဖြစ်ပါတယ်။အားလုံးသာသမီနဲ့မိပါအစဉ်ပြေတဲ့ဆက်ဆံရေးတွေရှိကြကုန်၍တိုးတက်အောင်မြင်တဲ့မိသားစုတွေပိုင်ဆိုင်နိုင်ကြပါစေ။